ဗာရင်တိုနီယာအတန်ဂူလာလို့ခေါ်တဲ့ကြီးမင်ဟာအရာဝတီဖက်မှာတော့မြကံပင်မှာအလေးချပေါက်တဲ့တဘာဝတစ်ပင်ပဲဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုစင်ဆက်ပြတ်ကြည့်ရှုအားပေးနေတဲ့ညီကုံမိတ်ဆွေတွေအတွက်ဒီတစ်ခါမှာတော့ဘွန်ဆိုင်အမှုပညာရဲ့ထူးခြားတဲ့တစ်ပင်တစ်မျိုးအကြောင်းကိုဝင်မြသွားပေးမှာပါအဲ့ဒါကတော့အပွင့်နေနေရဲရဲလေးတွေ တွဲလောင်းချပွင့်တတ်တဲ့ကြီးပင်အကြောင်းပဲဖြစ်ပါတယ်။အင်္ဂလိပ်လို Barentonia Atangula လို့ခေါ်တဲ့ကြီးပင်ဟာအေရာဝတီဘက်မှာတော့မြကံဘေးမှာအလေးချပေါက်တဲ့တဘာဝတစ်ပင်ပဲဖြစ်ပါတယ်။ဒီအပင်ကိုဘွန်ဆိုင်အဖြစ်ဘယ်လိုစိုက်ပျိုးပြုပြင်ရမလဲ။ဘာတွေတည်ထားဖို့လိုမလဲဆိုတာကိုဝေမျှသွားပေးမှာမို့အားလုံးဒီဗီဒီယိုလေးအဆုံးထိကိုလိုက်ကြည့်ပေးစေလိုပါတယ်။ ဒီဗီဒီယိုလေးမစခင်မှာဘွန်ဇိုင်းနည်းပညာနဲ့အပင်အကြောင်းတွေကိုဝေမျှနေတဲ့ကျွန်တော် channel လေးကို subscribe မလုပ်ရသေးဘူးဆိုရင် subscribe လုပ်ခဲ့ပြီးတောင်းဆိုချင်ပါတယ်။ကိုယ့်ရဲ့ညိုကီတွေအတွက်အားပေးမှုကကျွန်တော်အတွက်အတွန်းအားတစ်ခုပဲဖြစ်ပါတယ်ဗျာ။စလိုက်ကြအောင်ဘာရန်တိုနီယာအတန်ဂူလာလို့ခေါ်တဲ့ကြီးပင်ကိုပုံစံဖန်တီးဖို့စဉ်းစားချိန်မှာတည်ထားရမှန်ပထမဆုံးအချက်ကတော့ သူ့ရဲ့တဘာဝပတ်ဝန်းကျင်ပဲဖြစ်ပါတယ်။ကြီးပင်ရဲ့မူရင်းပေါက်ရရာဒေတာတွေကတော့အိန္ဒိယ၊မြန်မာ၊ထိုင်းစတဲ့အပူပိုင်းဒေတာတွေမှာဖြစ်ပြီးတော့မြစ်ကမ်းဘေးမှာဆူဆွတ်တဲ့မြေနဲ့နေရောင်ပြင်းပြင်းကိုကြိုက်နှစ်တဲ့အပင်ပဲဖြစ်ပါတယ်။ကြီးပင်ကအနီရောင်အပွင့်လေးတွေနဲ့ထူးခြားတဲ့အသီးတွေတီးတာကြောင့်ဘွန်ဇိုင်းအနေနဲ့ဖန်တီးနိုင်ရန်ကိုလပါတယ်။ဒါပေမဲ့အရွက်တွေကကြီးတာမို့ဂိုင်းဖြတ်အရွက် မြတ်တာကိုပုံသွင်းတာကိုယူဆိုင်ဖို့လိုပါတယ်။ဘာရန်တိုနီယာအတန်ဂူလာကိုမြန်မာလိုတော့ကြီးပင်လို့ခေါ်ပြီးတော့လူသိများပါတယ်။နိုင်ငံတကာမှာတော့ fresh water mangrove နဲ့ india oak အဖြစ်သိကြပါတယ်။ lisiti dce မျိုးရင်းတစ်ပင်ဖြစ်ပါတယ်။အပူပိုင်းဒေသမှာမူလပေါက်ရောက်ပြီးတော့ဆွဆွတဲ့ရှုံနွန်ဒေသများနဲ့မြပန်းမြကမ်ဘတ်ရှာမှာပေါက်ရောက်လို့ရှိပါတယ်။ ထင်ရှားတဲ့လက္ခဏာမှာတော့တွဲလောင်းကျနေတဲ့အနီရောင်ပန်းမွင့်လေးပွင့်တတ်တာကြောင့်အလွန်လပါတယ်ကြီးပင်ကို မြက်ကံပေးတလျှောက်ဒေသများမှာဆူဆွတ်တဲ့မြင်းနှိမ်ဒေသများမှာအများဆုံးတွေ့ရှိရပါတယ်နေအောင်ချစ်တရိုက်ထိတွေ့ကြရောက်မှုကတော့ကြီးပင်ကိုအကောင်းဆုံးကြီးထွားရှင်တန်ဖို့အတွက်အရေးကြီးဆုံးပဲဖြစ်ပါတယ် အဲ့ဒါကြောင့်ကြီးပင်ကို အပူပိုင်းရာတီဥဒုနဲ့ကန့်ညီတဲ့နှွေးထွေးဆွတ်ဆွတ်တဲ့ရာတီဥဒုဒေသတွေမှာရှင်သန်ပေါက်ရတာကိုတွေ့ရပါတယ်။မြေစာအနေနဲ့အမဲဆွတ်ဆွတ်နေရတဲ့ပုံမှန်ရေလောင်းပစ်ချင်ရလဲအပင်အတွက်အရင်အရေးကြီးပါတယ်။အပင်ကအပူချင်အတင်းတင်းရှိပြီးတော့အစိုးထိုင်းစမြင့်မားနေတဲ့အခြေအနေကိုစိုက်နှစ်တက်ပါတယ်။ကြည်ပင်ရဲ့ပုံတံတန်ထိမ့်သိမ်းရတဲ့ကျမ်းမတန်ဆွမ်းနဲ့ကြီးထွားမှုကိုဖြစ်စေရန် အခက်အလက်တွေကိုဖြတ်တောက်ခြင်းပုံမှန် pruning လုပ်ခြင်းကလည်းလိုအပ်ပါတယ်ကြီးပင်ဟာအပူချိန်အစ်တင်းနဲ့အစိုးထိုင်းစမျက်နှာကိုကြိုက်တာအတွက်ကြောင့် long me swell လို့ခေါ်တယ်ရွှွန်နဲ့သဲဆန်နဲ့မျိုးကိုမြစ်တက်ပါတယ်ဒါကြောင့်မို့ကြီးပင်ဆိုင်တဲ့အခါမျိုးစားကို အမြင့်ဆူဆူနေဖို့လိုအပ်ပါတယ်ဒါကြောင့်ကြီးပင်ဟာရင်များတဲ့ဒဏ်ကိုခံနိုင်တယ်လို့ဆိုပါတယ်။အမြင့်ပုတ်ချင်းကိုကာကွယ်ဖို့ တွက်ရည်စည်းမှုရည်စည်းမှုကောင်းတဲ့မိသားကအရေးကြီးပေမဲ့ဆက်မြေဟာစိုးထိုင်းစားကို ထိမ့်သိမ်းထားနိုင်စွာစွန့်ရည်မြင့်မားရပါမယ်။နောက်ပြီးအဟာရကြောဝတဲ့မိသားဟာလည်းကြီးပင်အတွက်ကြီးကြီးထွားဖို့များစွာအထောက်အကူပြုပါတယ်။ဒီတော့ကြီးပင်ဟာနေကြိုက်အစာကြိုက်ရေကြိုက်လို့သုံးသပ်နိုင်ပါတယ်။ parentonia atangular လို့ခေါ်တဲ့ကြီးပင်အတွက် NPK စငါစငါစငါဆိုရက်ညီမတဲ့ဓာတ်မြေဩဇာကိုအသုံးပြုရင်တင်တော့ပါလေပုံမှန်ကြီးထွားတဲ့ရာဒီမှာမြေဩဇာကို ပုံမှန်ထည့်ပေးဖို့လိုအပ်ပါတယ်ထည့်ပေးပြီးတော့အဟာရကိုဖြည့်ဆည်းဖို့လိုအပ်ပါတယ်ဓာတ်မြေဩဇာအလွန်ကျွံထက်ခြင်းကိုရှောင်ရှားခြင်းအဖြစ်အဲ nutri ban လို့ခေါ်တဲ့အမြင့်လောင်ခြင်းကိုရှောင်ရှားနိုင်မှာပဲဖြစ်ပါတယ်ဦးလေးချင်း အပြင်ဟာလက်ရှိအိုးထက်အရွယ်စားကြီးလာလာရင်တော့အိုးလဲပေးဖို့လိုအပ်ပါတယ်ရေစစ်ရေစင်ပေါက်ကောင်းကောင်းပါတဲ့အိုးအစ်စ်နဲ့အာဟာရကျွဲဝတဲ့နေစာကိုရွေးချယ်ပေးအပ်ဖို့လိုအပ်ပါတယ်အပင်တွေကြီးထားတဲ့ရာသီဥတုဖြစ်တဲ့နှွေဥကာလာဟာအိုးလဲဖို့အကောင်းဆုံးကာလာဖြစ်ပြီးတော့အပင်တွေလည်းအပင်အတွက်လည်းဖြည့်ဆည်းမှုလျှော့နေစေပါတယ်ကြည့်ပင်ကိုအစစ်ကနေစိုက်လို့ရတယ်လို့ဂိုင်းဖြတ်ပြီးတော့လဲ စိုက်ပျိုးလို့ရပါတယ်။ကြီးပင်ကိုအစိကကြီးပင်အစိကိုစုထန်းစားမြင့်ညီနွေးတဲ့ပတ်ဝန်းကျင်မှာရှော့တဲဆန်နဲ့မြင်မှာစိုက်ပျိုးနိုင်ပါတယ်။ခိုင်းဖြတ်စိုက်ပျိုးမယ်ဆိုရင်တော့အကျမတဲ့အပင်ကခိုင်းကိုဖြတ်ယူပြီးတော့ခိုင်းကိုယူပြီးတော့ရေဒါမှမဟုတ်စုထန်းစားမြင့်နဲ့အမြင်မှာအမြင့်ထုတ်နိုင်ပါတယ်။ အခက်လက်ဖြတ်ခြင်း pruning အပင်ရဲ့ပုံတံနဲ့အကျမကြီးထိမ့်သိမ့်ဖို့ရအတွက်အခက်အခိုင်းခိုင်းဖြတ်အရွက်ချခြင်းအတွက် pruning လုပ်ခြင်းကလိုအပ်ပါတယ်အပင်ကြီးထွားရသည်မှာတည်နေတဲ့ခိုင်းခိုင်းချောက်တွေပျက်စီးနေတဲ့ခိုင်းတွေကိုဖယ်ရှားလိုက်မယ်ဆိုတော့အစ်စ်ထွက်လာမယ့်အညွန့်အဖူတွေအတွက်အားဖြစ်စေပါပါအမြင့်ဖြတ်ခြင်းနဲ့အိုးလဲ့လဲ့ခြင်းကိုမိနစ်၃နှစ်တစ်ချိန်လုပ်ပြီးအဆင်ပြေပါတယ် ဂိုင်းဖြတ်အမြင့်ဖြတ်အရွက်ညက် grooming လုပ်ချိန်မှာတန်ရှင်းတဲ့ကြိယာတွေနဲ့ထက်မြက်တဲ့ဓာတ်ကိုအသုံးပြုတာတော့အကောင်းဆုံးပါပဲ။ဂိုင်းတွေကမကျွတ်ဆက်တာမဟုတ်။ကြောက်ဝါယာကင်လို့ပုံစံသွင်းလို့အတော်ကောင်းတဲ့အပြင်အမျိုးအစားပဲဖြစ်ပါရဲ့။ကြီးပင်ဟာလူနဲ့အိမ်မွေးတိရစ္ဆာန်တွေအတွက်အစိတ်မဖြစ်စေနိုင်ဘူးလို့သိရပါတယ်။ဒါပေမဲ့ကြိုတင်ကောက်ွက်ခြင်းကအကောင်းဆုံးဖြစ်တာမဟုတ်။အပြင်ကင်တွေပြီးတဲ့နောက်မှာလက်ကိုရေဆေးကြောခြင်းကအကောင်းဆုံးပါပဲ။ ကြီးပင်ကိုရေဝတ်တဲ့ဒေသများမှာဆက်ပြုတ်ခြင်းဒါမှမဟုတ်အလတ်အပင်အဖြစ်အသုံးပြုနိုင်ပါတယ်။ဘွန်ဇိုင်းအနေနဲ့ကတော့မြန်မာပြည်တွင်းမှာနေရာမျိုးစုံမှာနေရာဒေသအတော်များများမှာဆက်ပြုတ်နိုင်ပါတယ်။ရိုးရာဆေးပညာမှာလည်းဆေးဘက်ဝင်အဖြစ်အသုံးပြုကြတယ်လို့သိရပါတယ်။အပင်ကျမရေးအတွက်ပိုးမွှားတဲ့ယောဂဆစ်ဆေးခြင်းကိုလည်းအဲပြုလုပ်ရပါပါ။ကဲကျွန်တော်မိတ်ဆွေတို့အတွက်ကြီးပင်းလို့ခေါ်တဲ့ ဘရန်တိုနီယာအတန်ဂူလာကိုပုံစံလုပ်မယ်ဆိုရင်တိထားတင်နေတယ်ကတော့ဒီလောက်ပါပဲမေးစရာရှိရင် comment မှာမေးခဲ့ပါဗျဗီဒီယိုကို like and share လုပ်ခဲ့ပေးပါပုံစံအမှုပညာကိုစိတ်ဝင်စားရင်ကျွန်တော် channel ကို subscribe လုပ်ခဲ့ပေးပါနောက်ဗီဒီယိုမှာတစ်ပင်တွေနဲ့လပမှုတွေနဲ့ပြန်ဆောင်ကြမယ်နော်ကျေးဇူးတင်ပါတယ်